ဖရာပြီးခရိုင်ရွှေတောင်မြို့နယ်ရွှေနဲ့တောင်ဖရာသမိုင်းရွှေနဲ့တောင်ဖရာသည်မြန်မာနိုင်ငံတွင် ထင်ရှား၍တန်ကိုးကြီးဖရာစီရီတော်တို့တွင်တဆူအပါဝင်ဖြစ်သည် ရွှေနဲ့တောင်ဖရာသည် ရွှေတောင်မြို့တောင်ဘက် လေးမိုင်အကွာဒေဝဂီရီခေါ်ရွှေနဲ့တောင်ကုန်းမြင့်ပေါ်တွင်တည်ရှိသည်စီရီတော်ဆိုင်ရာတမိုင်းဟောင်းတမိုင်းလက်များအပြင်ပါဠိဘာသာဖြင့်ရေးသားထားသောတမိုင်းတစ်စသည်ဖြင့်အထင်ရှားရှိသည့်တမိုင်းအဆိုအရ မြတ်စွာဘုရားသခင်သည်တပိညုတရွှေဉဏ်တော်ကိုရတော်မူပြီးနောက်တနည်းမြောက်ဖြစ်သောတကရတဝ၄ခုနှစ်တွင်ငါးဆက်ကြိုပြီးဝေလူဝင်ကျောင်းတိုင်းမှယခုရွှေနှစ်တောင်ဘုရားတီယာဒေဝဂီရီတောင်တို့အယံတန်ကမပါကိုတော်တပါးတည်းသာလျင်တောင်ဆောင်နယ်ကြီးအတွင်ဖြစ်ကြွားရောက်တော်မူသည် ထိုကာလကရင်းတောင်ကြီး၏အနီးရှိယခုရွှေတောင်မြို့နေရာဖြစ်သောပိစနဂီရိနီဂုံသူမိဂုံသားတို့သည် ဘာသာအလိုက်စရိုက်အားလျော်စွာနှကိုးွယ်ကြရာထိုတောင်ကြီးပေါ်၌နှကုံးဆောက်၍တပေါင်းလာတိုင်းထိုတောင်ဆောက်နှက်ကြီးကိုစီကပ်ပတရေမြောက်ပူဇော်ကြသည်ဒေဝဂီရီတောင်ထိပ်ပေါ်သို့ဖျားရှင်ကြတော်မူသည့်ကာလနတ်ပြည်မာတို့လည်းပူဇော်ရန်အတီးတီးရောက်လာကြကုန်သည်ထိုအခါတောင်လုံးသည်ဖျားရှင်ဤရောင်ကြီးတော်တို့ဖြင့်တလျက်လျက်ထွန်းပ၍နေလေသည်ယင်းတို့အရှံအဝါတောက်ပပုံကိုမြင်ရသောဏိကုံးသူဏိကုံးသားတို့သည်တအံ့တအိုးဖြစ်ကား နောက်တနည်းနဲ့နဲ့တွင်တောင်တို့တက်၍ကြည်ကြရာတိကြမင်းခင်းအပ်သော ပလင်ညောင်ဆောင်၌နတ်သားအတွင်ဖျားရှင်ကို တွေ့မြင်ရသည့်အခါသူတို့ကိုးကွယ်သောနတ်မင်းကိုထင်ပြသည်ဟုယူဆကြကုန်သည်ဖျားသခင်အားနတ်ကြီးမှတ်ဖြင့်ရှီခိုးပူဇော်ကြဖျားသခင်ဟောတော်မူသောတရားကို နာယူကြသည်တွင်အချို့သောပရိသတ်သည်တရဏဂုံ၃ပါးနှင့်တကွ၅ပါးတိလငဲကြကုန်သည်ဖျားသခင်သည် ခုနှစ်ရက်ပတ်လုံးတရားဒေသနာများဟောတော်မူပြီးနောက်ရှေ့ရမြောက်သောနေ၌ဤကုန်းသူဤကုန်းသားတို့ကိုးကွယ်စည်းကပ်ရန်ဖျားရှင်ကိုစားနှစ်သားအသွေဖြင့်နေမိတရုတ်ပွားတော်ကိုထားတော်မူခဲ့ကရာဇဂျိုတို့ပြန်ကြတော်မူသည်ဤကုန်းသူဤကုန်းသားတို့သည် ရုတ်ပွားတော်ကိုပြပြားဆုပ်ယုပ်ခြင်းမရှိစေရန်အင်္ဂရိအုပ်ယိုးတို့ဖြင့်ပထိုးစီဒီငုံ၍တီလီသည်စီဒီတော်တီကြရာတွင်နေတွင် လူတို့ကတရည်တည်၍ညင်တွင် နတ်တို့ကတရည်တက်တည်သည်ဟုအဆိုရှိသည်ထို့ကြောင့်တမိုင်းရင်း၌လူနဲ့နှစ်လီတရည်စီဇေဒီရွှေနှစ်တောင်ဟုဆိုသည် ဇေဒီတော်ဖျားပွဲကိုလည်းညီကုန်းသူညီကုန်းသားတို့သည်ရှေးဦးမစွကျင်းပပြုလုပ်မည်အတိုင်းနှစ်စဉ်တပေါင်းလား၌ကျင်းပကြရာယခုခေတ်တိုင်ပင်ဖြစ်သည်နတ်ကြီးနေရာတောင်တွင်ရွှေတောင်ရွှေတုံးကြီးကဲ့သို့အယောင်ဝါများ တဖိတ်ဖိတ်တောက်တီကိုအစွဲပြု၍ရွှေနှက်တောင်ဟုတွင်ရာမှရင်းတောင်ပေါ်၌တည်ထားသောဖျားသည် ရွှေနှက်တောင်ဖျားဟုကြော်ကြားခဲ့လေသည်ရွှေနှက်တောင်ဖျားကိုတော့ပတဘောင်မင်းကြီးမှအစမင်းအပေါင်းတို့သည်ဆက်လက်ပြုပြင်ကိုးွယ်ကြသည် ဒုတာပေါင်းမင်းကြီးလက်ထက်တွင်မိဖုရားနှစ်ပါးဖြစ်ကုန်သောပေတနိုးနှင့်ဆန္ဒဒေဝီတို့သည်ပျက်စီးယိုယွင်းနေသော ရွှေနှစ်တောင်ဖုရားကိုအုတ်အင်္ဂရီများရှင်းလင်းပြီးနောက်ဖုရားရှင်၏တက်တော်ပေါင်းတရ80နှစ်စုကိုရတနာကျုပ်ဖြင့်ထဲကဌာပနာ၍ရွှေစီရီတော်တစ်ထက်ငွေစီရီတစ်ထက်မွမ်းမံပြီးလျှင် အုတ်ရိုးစီရီ15တောင်မြင့်တည်သည်ဒုတာပေါင်းမင်းကြီးကလည်းစီရီတော်ပြီးစီးသောအခါနေထွက်နေဝင်အခါတွင်စီရီတော်အရေးထွက်သမျှဌာနကိုဖုရားမြေဖြစ်စေ ဤနေမြေမှထွက်သည်မအခွန်ကိုဇေဒီတော်၌စွန်းတော်ဝစ်စီမီဝစ်ဖြစ်စေဟုလူ၍တပေါင်းလာတိုင်းပွဲလန်းတပင်စီရင်ခြင်းပပူဇော်သည် ထိုနောက်ပကံပြီတရုတ်ပြေးမင်းဤသားတော်ပြည်စားတီဟသူသည် ခမဲတော်မှာထားချက်အရာ ခမဲတော်လက်စုပ်ကိုရောင်းချ၍ရွှေနဲ့တောင်ဇေဒီတော်ကိုထပ်မံပြုပြင်ရာညံတော်၄၄တောင်မြင့်လေသည် တောင်ငူပရင်တပင်ရွှေထီးလက်ထက်တွင်လဲကိုရော်လုံးပက်ပြည့်ရွှေတင်ကန်းကတ်ခဲ့သည်ကုန်းတော်ရင်ပြင်ဝဲတင့်နှင့်ထူဆန်းချူပန်းချူးနှင့်အတွေ့အတွေ့သောယန္တနာတို့ဖြင့်ချက်လဲအပ်သောရွှေပြာတက်တော်ကိုရင်းဆောင်နှန်းလေကများစွာသောအယုံခံတစောင်းတို့ကိုရင်းဆောက်လုပ်လူရန်တော်မူသည်ယင်းတို့မင်းအဆက်ဆက်ပြုပြင်ပူဇော်ခဲ့ရာယခုအခါစေရီတော်သည်ထီးတော်မပါညံတော်64တောင်ရှိသည်ထီးတော်ပါမူအတောင်၈ဝမြင့်သည် ဇေဒီတော်ဤဝင်းကျင်ပတ်လေတွင်ဇေဒီယံဆက်ခုနှစ်စုနှင့်ရွှေပန်းခိုင်ကြီးဆက်၅ခိုင်ရှိသည်ဖျားကုန်းတော်ပေါ်၌ကြေးကောင်းလောင်းပေါင်း20လုံးထီးတိုင်ပေါင်း14ခုနှင့်ဖျားဘူးပရိသတ်တို့နားနေရန်သုံးထက်ဇရက်ကြီးနှင့်တကွဇရက်စုစုပေါင်း15ခုရှိသည်မြန်မာနိုင်ငံဗြိတိရှလက်အောက်၌ရှိစဉ်အိန္ဒိယနိုင်ငံတွင် ခွဲရီတွဲရီပြဿနာပေါ်ပေါက်လာရာ1938ခုနှစ်ဧပြီလ1ရက်နေ့တွင် ခွဲရီအောင်မြင်သည်ကိုအမေရစိန်တော်ငါဖျားကုန်းတော်ပေါ်၌ပင်ကြောက်စာတိုင်းစိုက်ထူထားသည်ကိုတွေ့ရသည်ဇေရီတော်ကုန်းဤတောင်ဘက်တွင်နှစ်ကြိတ်ရှိစုရုပ်ပွားတော်များတစောင်းရှိ၍ယင်းတို့တွားရလန်းတွင် ဝင်းကဘာတောင်လန်းရှိသည်ထို့ပြင်ဒုဒ္ဒဘောင်မင်းကြီးလက်ထက်အလယ်နန်းပိတနိုးဖျားသည် ရှင်မဟာယသမထေဟောကြားတော်မူသော တေမိဇတ်တော်ကိုကြည်ညိုလာသဖြင့် တေမီဇန်၌ပါရှိသည့်ကာတိဂရတိုင်းဘာရာဏသီပြည်သို့သွား၍တေမီမင်းသားယဟန်ပြုလုပ်သည့်တိုင်အောင်သောအဖြစ်အပြည့်နေရာထိုင်ခြင်းတို့ကိုရှုမြင်လိုသည့်ချင်းချင်းပြင်းပြစွာဖြစ်၏မိဖုရား၏ဆန္ဒကိုပြေဝါစေရန်ကေစနာဂီရိခောကာတိတိုင်းအဖြစ်စီရင်၍မိဖုရားအားလိုက်လံပြသသည်ဟုဆိုလေသည်ထို့ကြောင့်ရွှေနှစ်တောင်၏အနီးဝန်းကျင်တွင်မိဖုရားကြီးလှည့်လည်ကြည့်ရှုစဉ်က တိမိမင်းသားအားမြေမြုပ်ရန်တွင်းတူးသည့်နေရာဟုပြတရားဖြစ်သောတွင်းတောင်အရက်ယထာရဲ့ရာဖြစ်သောရက်တော်မူအရက်ယခုမှတ်တော်မူအရက်မင်းသားယထာမှဆင်း၍အာဆန်းအံ့သောမှာယထာကိုမှု၍ဒေဇေယာဌာနဟုပြသည့်အရက်ဖြစ်သော ယခုအခါမွေလေရဲ့တေမီမင်းဤခမဲတော်မေတော်တို့လိုက်လာ၍ရတိယဟန်ပြုကနေထိုင်ရာဌာနဟု ပြသသည့်အရက်ကိုခမဲတော်တင်ခန်းမေတော်တင်ခန်းဟုတွင်သောတင်ခန်းကြီးတောင်စသည်တို့သည်ယခုတိုင်ရှိသေးသည်တင်ခန်းကြဒီတောင်တွင်လည်းဒွဋ္ဌပေါင်မင်းကြီးမိဖုရားပိတနိုးနှင့်ဆန္ဒဒေဝီတို့ကဓာတ်တော်ဌာပနာ၍တည်ထားသောတင်ခန်းကြီးစီသည်ရှိသည်